အားလုံးဝမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာတော့နှစ်ပေါင်းများစွာစောင့်မြုံနေရတဲ့အာဆင်နယ်ပရိသတ်ရဲ့မျှော်လင့်ချက်အကြောင်းပဲဖြစ်ပါတယ်အဓိကတင်များချက်ကဒီနေ့မှာတော့အာဆင်နယ်ကနှစ်ပေါင်းများစွာလွဲချော်ခဲ့ရတဲ့ပရီးမီးယားလိချန်ပီယံအိမ်မက်ကိုအဆုံးသတ်ဖို့အခွင့်အရေးကိုအမိရဖမ်းယူနိုင်ရတဲ့ဒီနေ့ရသည်အာဆင်နယ်ရဲ့တိုက်စစ်အားဖြည့်တင်းမှုနဲ့အာဒီတာရဲ့အမားများစွာတွေကတည်ယူနိုင်မှုတွေပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့မေခေအာဒီတာဦးဆောင်တဲ့အာဆင်နယ်တင်းဟာဒီနှစ်ပရီးမီးယားလိဖလားစိန်ခေါ်မှုအတွက် လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်းအထက်ပုံမခိုင်မာတဲ့အနေအထားကိုရောက်နေပြီဆိုတာအားလုံးသတိထားမိကြမှာပါဒါပေမဲ့ဂန်နာရီရဲ့ပကုံးပေါ်မှာလေးလံနေတဲ့တမိုင်းစိုးတစ်ခုရှိနေပါပြီဒါကဘာလဲဆိုတော့ချန်ပီယံစုနဲ့နှီးစပ်ခဲ့ပြီမြင်အမြဲတမ်းလွဲချော်ခဲ့ရတဲ့မှတ်တမ်းစိုးပဲဖြစ်ပါတယ်စင်းစရာရကြည့်ရမယ်ဆိုရင်2004ခုနှစ် Invisible Kid ပြီးဆုံးသွားချိန်ကစလို့အာဆင်နယ်ကပရီးမီးယားလိရဲ့ထိပ်ဆုံးနေရာမှာစုစုပေါင်း983ညတနက်ဦးဆောင်ခဲ့မှုပါဒီအတွက်ကနှစ်နှစ်ကျော်နေညီမျှရလို့ဆိုနိုင်ပါတယ် ဒါပေမဲ့နောက်ဆုံးပန်းနိုင်ကိုတော့တကားမှဖျက်ချုံနိုင်ခြင်းမရှိပါဘူး။ဒီလိုမျိုးအကျွမ်းတဝင်ရှိနေတဲ့စိတ်ပျက်စရာအဖြစ်အပျက်တွေကပြိသက်တွေအတွက်တော့ရင်းနှီးနေဦးမှာပါ။ဘုမမှာ2015ခုနှစ်မှာလက်စတာကိုကြော်တက်ပြီးတော့ဦးဆောင်နေချိန်တုန်းကအာဆင်ဝင်းကကိုယ့်ရဲ့စွမ်းဆောင်ရည်တွေမှန်ကန်နေရင်တခြားသူတွေရဲ့ရလဒ်စိုးရည်ကိုတင်မြုံလိမ့်နေစရာမလိုဘူးလို့ပြောခဲ့ပေမယ့်အဲဒီခွင့်ရေးက26ညတာရှိခဲ့ပါပြီ။ဒါပြင်အာဒီတာဟာအသင်းကောင်းဆောင်နေတဲ့ဦးဆောင်ခဲ့တဲ့2008ခုနှစ်မှာလည်း 142ည2023ဆက်လေးမှာလေအလားတူစွာပဲ128ညစသဖြင့်မတန်းနေရှိခဲ့ပေမဲ့လေဖလားနဲ့လွဲချော်ခဲ့ရတာကြီးပါပဲ။ဒါကြောင့်ဒီနေ့မှာပြိုင်မက်တရဲ့အင်အားတောင်းတမှုယော်နေနေတဲ့အချိန်ကိုအသုံးချပြီးတော့အာဆီနီယာထိပ်ဆုံးကိုပြန်လဲရောက်ရှိလာတဲ့အခါမှာအာဒီတာအနေနဲ့အတိတ်ကအမားတွေကနေသင်ခန်းစာယူပြီးဒီသမိုင်းဆိုးကြီးကိုအဆုံးသတ်ဖို့အတွက်အခွင့်အရေးကိုအပြည့်အဝအသုံးချတော့မှာဖြစ်ပါတယ်။အထူးကြစွာပဲဒီနေ့မှာအာဆီနီယာသူရဲ့တိုက်စစ်အင်အားဖြည့်တင်းမှုစကွက်ဒ်ဘောအကြီးမားဆုံးသောယင်းနှုတ်နယ်မှုကိုပြုလုပ်ခဲ့ပါတယ်။ နွေရသည်မှာပေါင်တန်း250ကျော်သုံးဆွဲခဲ့တဲ့အဓိကရည်ရွယ်ချက်ကတော့ယခင်နှစ်ကလိုမျိုးဒဏ်ရာတွေကြောင့်အားနည်းသွားတာမဖြစ်အောင်ပါပဲပြီးခဲ့တဲ့2022 23ရာသီကိုပြန်ကြည့်မယ်ဆိုရင် William Sliver ရဲ့ဒဏ်ရာကခံစစ်အရန်ကစားသမားမရှိခြင်းကိုအတည်နှင်းဖော်ပြခဲ့ပါပြီအထက်ပြင် Martin Oregan, Hugo Saga, Kyle Vance နဲ့ Gabriel Jesus လိုမျိုးအဓိကကစားသမားတွေရဲ့ဒဏ်ရာပြဿနာတွေကလည်းအသင်းရဲ့ဖီအားနဲ့ခံနိုင်အောင်ကိုတည်တသားရောကြစေခဲ့တာပါ ဒါပေမဲ့အခုတော့အချိန်တွေကပြောင်းလဲသွားပြီ။ဥပမာပြောရမယ်ဆိုရင်တော့အကေဝေးအသင်းကောင်းဆောင်အိုရီကကဒဏ်ရာကြောင့်မလို့ရက်သက်တပတ်အတော်ကြာလွဲချိုရရင်တော့မှ Ibrahim EG လိုမျိုးအရေးသွင်းမြင်ကစားသမားတွေကအသင့်အစားထိုးနိုင်မယ့်နေသားမျိုးမှရှိရပါမယ်။အာဒီတာကိုရိုင်ကလေသူ့ရဲ့လူစင်းမှာကစားသမားအလုံးရဲ့အရေးသွင်းမျှတမှုအလေးနဲ့ဆောင်ရွက်နေရပြီ။သူကိုရိုင်ကလေအသင်းတသင်းရဲ့အောင်မြင်မှုအသင်းတသင်းလုံးရဲ့ပုံမှန်ခြေစွမ်းမျှတမှုပေါ်မူတည်ရလို့ဆိုခဲ့ပါတယ်။ ဒါကြောင့်အာဒီတာနေနဲ့အဓိကကစားသမားတဦးတယောက်ပေါ်မှာအလုံးမင်းမိခုံနေရခြင်းမျိုးရှော့ချနိုင်ငယ်ခြင်းဟာဒီအာဒီရဲ့အကြီးမားဆုံးသောအားသာချက်ပဲဖြစ်ပါလေလို့သုံးသပ်မှာဖြစ်ပါတယ်။ဒီကဲအာဒီတာကအတိတ်ကအမားတွေကိုအစိုးမြင်ခြင်းထက်သင်ကန်းစာများစွာဖြင့်ပြောင်းလဲအသုံးပြုဖို့အတွက်သူ့ရဲ့ကစားသမားတွေကိုတိုက်တွန်းနေပါတယ်။ဒီနေ့မှာအသင်းကိုရောက်လာခဲ့တဲ့ကစားသမားအသစ်တွေများပြားတာကြောင့်မလို့အာဒီတာနေနဲ့သူတို့ကအဲ့ဒီအတွေ့အကြုံကိုမကြုံတွေ့ရသေးပေမဲ့တည်မှုတစ်ခုအနေနဲ့အကောင်းမြင်တဲ့တည်မှုဖြစ်စေဖို့မျှော်လင့်နေလို့သူကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့နီးပြအာဒီတာကကစားသမားတွေအနေနဲ့ယုံကြည်မှုလွန်ကဲမှုတော့တည်ထားစေလိုပါတယ်။ကျွန်တော်တို့ရဲ့စိတ်ခံစားမှုအရာဒီအရာတွေကိုစွဲသွင်းခံလို့မရပါဘူး။ကျွန်တော်တို့ထိန်းချုပ်နိုင်တဲ့စွမ်းဆောင်ရည်နဲ့နေစဉ်ရည်မှန်းချက်တွေအပေါ်မှာပဲအာရုံစိုက်ဖို့ပို့ပြီးတော့အရေးကြီးပါတယ်လို့သူကဆိုခဲ့ပါတယ်။အာဒီတာရဲ့အဆုံးစွန်သောရည်မှန်းချက်ကတော့အတိတ်ကကြာရှုံးမှုတွေအသေးမောအမားတွေဥပမာ CD ကိုအနိုင်မရခြင်း၊စလီပါဒဏ်ရာကြောင့်ခံစစ်ပျက်စီးခြင်း စားရတွေကလည်းတင်ငန်းယူပြီးတော့အသေးမွားလေးတွေအများကြီးကောင်းကောင်းလှုပ်ဆောင်နိုင်ရင်နောက်ဆုံးပန်းနိုင်ရရလာပါလိမ့်မယ်ဆိုတဲ့နေရာမှောင်ကျင်းသုံးဖို့ပဲဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့အာဒီဒါလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကတည်းကစူးစောင်းခဲ့တဲ့မလိုလားအပ်တဲ့983ညတာမှတ်တမ်းစုတွေကိုအဆုံးသတ်နိုင်ပြီးအာဆီနဲ့တမိုင်းမှာချန်ပီယံစုရရှိရဲ့စာမျက်နှာအသက်တရက်ကိုရေးသားနိုင်မလားဆိုတာဟာဒီဟာဒီရဲ့အကြီးကပြည်သက်တွေအတွက်စောင့်ကြည့်ရမယ့်အရာဖြစ်နေပါပြီ။အားလုံးကျေးဇူးတင်ပါတယ်။